သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIO နဲ့ PSLF TNL အကြားနေမြေအငင်းပွားမှုအတွက်ညှိနှိုင်းဆွေးနွေးမှုစတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIO နဲ့ PSLF TNL တို့အကြားနေမြေအငင်းပွားမှုများနဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးမှုစတင်နေပြီဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကလူမှုကွန်ရက်မှာတစ်ဆင့်အသိပေးလိုက်ပါတယ် ယနေ့ဧပြီလ9ရက်နေ့မှာ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတဆင့်မြစ်တာရက်ခန့်ချင်းကောင်းစင်နဲ့အတိပေးထားခြင်းဖြစ်ပြီးဒေတာတွင်မှာရှိတဲ့ပြည်သူများနဲ့မီဒီယာများအနေနဲ့အပြုသဘောဆောင်တဲ့ကူညီမှုများပံ့ပိုးပေးကြပါရန်၎င်းကမြစ်တာရက်ခန့်ထားပါတယ်။ KIO နဲ့ PSLF TNLA နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးမှုအတွက်ရှေ့ပြေးညီနိုင်များစတင်နေပြီဖြစ်ကြောင်းသက်ဆိုင်ရာဒေတာတွင်မှာရှိတဲ့မိဘပြည်သူများနားလည်ကူညီပေးကြပါရန်နဲ့အွန်လိုင်းတုံဆွဲသူများမီဒီယာများအကြံပေးထောက်ပြလူသူများထံမှလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုများကိုမျှော်လင့်ပါကြောင်းဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကပြောဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာကွတ်ခိုင်မန်တုံနန်ခမ်းမိုးမိတ်စတဲ့မြို့နယ်တွေမှာ KIO KIA နဲ့ PSLF TNL တို့အကြားနေမြေအငင်းပွားမှုဖြစ်ပွားခဲ့ရမှာအောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်းထိုးကျိတ်ရိုက်နှက်မှုဖြစ်သည့်အထိတဖြည်းဖြည်းပြင်းထန်လာခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်သည့်မြန်မာပြည်သူတွေအတွက်နိုင်ငံတကာလူသားချင်းစာနာမှုရန်ပုံငွေတွေကိုစစ်ကောင်စီကထိန်းချုပ်ထားတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်ဧတရီပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာကပေးအပ်တဲ့ငလင်တန်သည့်မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေတွေကိုစစ်တပ်ကထိန်းချုပ်ထားတယ်လို့မြို့သားညညရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်ဧကသတိပေးပြောဆိုလိုက်ပါတယ်။ မတ်လ9ရက်နေ့မှာမတ်လ9ရက်နေ့အထိဥဇဘက်ကစ္စတန်နိုင်ငံမှာကျင်းပတဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးမှာတက်ရောက်ရင်းသူကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလိုက်တာပါနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေကိုစစ်တပ်ကထိန်းချုပ်ပြီးနောက်ထပ်စီရီအကြမ်းဖက်မှုကိုဆက်လက်ကျူးလွန်မြည်လားဆိုတဲ့စိုးရိမ်မှုများစွာရှိနေပါတယ်ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအတွက်မြန်မြန်ဆန်ဆန်လူသားချင်းစာနာထောက်ထားမှုအကူအညီများလက်လန်းမိနိုင်စေရန်အကူအညီပေးပါ စစ်မှန်တဲ့အပြစ်ကရက်စဲရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြစ်ကရက်စဲရေးအတွက်ထုတ်ဖော်ပြောပြပါကျေးဇူးပြုပြီးဒီမိုကရေစီကိုပြန်ရောက်အောင်ကူညီပေးပါလို့ဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ်စစ်ကောင်စီတပ်ကငလင်တန်းကြုံနေရချိန်မှာပဲနိုင်ငံတော်အရက်သားတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတပတ်အတွင်းမြို့နယ်32ခုမှာလေကြောင်းတိုက်ခိုက်မှု63ချိန်ပြုလုပ်ခဲ့တယ်လို့ဒေါက်တာဝင်းမြတ်အေးကထောက်ပြပါတယ် စစ်ကောင်စီလေးချောင်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့အထက်မှာငလင်လုတ်ခတ်မှုဒဏ်ခံခဲ့ရတဲ့ဒေသတွေလည်းပါဝင်ပြီးငလင်ဘေးဒဏ်သင့်ဒေသတွေကိုအရေးပေါ်အကူအညီတွေဆောင်ရွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO တွေကအပြည့်အခက်ရစေးရေးကြေညာခဲ့ပေမဲ့စစ်တပ်ကတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်တယ်လို့သူကပြောပါတယ်မြန်မာနိုင်ငံမှာလင်းနစ်ကျော်အာနာတိန်ယူထားစဉ်စစ်အာနာရှင်တွေဟာအယက်သားတွေကိုဆက်လက်တပ်ဖြတ်နေပြီး စစ်ကောင်းဆောင်တွေဟာလည်းအပြစ်ပေးခံရခြင်းမှာကင်းလွတ်နေတဲ့အတွက်ကြောင့်ပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအဆက်မပြတ်ဖျက်ဆီးနေတာဖြစ်တယ်လို့သူကဆိုပါတယ်။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်လူဦးရေ3500နီးပါးတိတ်ဆုံးခဲ့ရပြီးလူပေါင်း9000နီးပါးဒဏ်ရာရရှိခဲ့ကြောင်းအသက်ရှင်ကျန်ရစ်သူအများပြားကလည်းအမိုးအကာစားနပ်ရိက္ခာရေနဲ့ဆေးဝါးစောင့်ရှောက်မှုတွေမရရှိဘဲလူသားချင်းစာနာထောက်ထားမှုအရေးပေါ်လိုအပ်နေကြောင်းသူကနိုင်ငံတကာကိုအသိပေးပြောဆိုထားတာပါ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်ခွဲတိုက်ပွဲမှာမိုးကုတ်ပကဖားမှတော်လန်ရေးရေးပေါ်နှုတ်လေရင်ဘုံတိမှန်ကြဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခုနှစ်မိုင်တိုက်ပွဲမှာမိုးကုတ်ပကဖားမှတော်လန်ရေးရေးပေါ်နှုတ်လေရင်ဘုံတိမှန်ကြဆုံကြောင်းရှီတန်းတော်လန်ရေးသတင်းအရင်းမြစ်ကပြောဆိုပါရတယ်။ဧပြီလ3ရက်နေ့ကဖြစ်ပွားခဲ့တဲ့တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်တိုက်ပွဲမှာမိုးကုတ်မြို့နယ်ကပကဖားရေးပေါ်နှုတ်မှစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းကြဆုံခဲ့ရကြောင်း ကြဆုံးခဲ့ရတဲ့ရဲဘော်နှစ်ဦးမှာအသက်32နှစ်အရွယ်ရဲဘော်ဖြိုသက်ပိုင်ကပိုင်ကြီးနဲ့အသက်28နှစ်အရွယ်အောင်ပြေဆုံးခရဲဘော်ဆွေဆုံးတို့ဖြစ်ပြီးအခြားရဲဘော်နှစ်ဦးလည်းဘုံစတိမှန်တန်ရာရရှိခဲ့ကြောင်းသိရပါတယ်။လေရင်နဲ့ကျဲတဲ့အချိန်မှာကျွန်တော်ရဲဘော်နှစ်ဦးကဘုံစမှန်ပြီးကရုတ်ကျင်းထဲမှာဓာတ်ပေါ်ပြီးပြန်မကောက်နိုင်အောင်ဖြစ်သွားတယ်။ကျွန်တော်တို့လည်းပြန်ဆုတ်ခဲ့ရတယ်လို့ရှေ့တန်းတော်လိုင်းရဲဘော်တို့ကပြောပါတယ်။လက်ရှိအချိန်ထိတပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီနဲ့တော်လိုင်းအဖွဲ့များအကြားနေ့စဉ်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ စကစရီကမနဲ့ဆို40မမတလုံးဒါမှမဟုတ်မီလောင်ဘုံတွေလာလာပြစ်တယ်ညဆိုမူယူပြီးအော်ဟစ်တောင်းကျမ်းနေတာအလင်းဝင်တဲ့စကစရီလည်းရှိတယ်သူတို့ပြောတာတော့စကစဘတ်မှတေဆုံတာတွေများတယ်လို့ပြောတယ်လို့အဆိုပါတော်လိုင်းရဲဘော်ကဆက်လက်ပြောဆိုပါတယ်တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်တိုက်ပွဲမှာ TNLA မိုးကုတ်ပြူဟာ MD1 PDF နဲ့အတူမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ကတိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဟာမိုးကုတ်မြို့တိုင်းတိုက်ပွဲမှာအစပြုယခုလက်ရှိခုနှစ်မိုင်တိုက်ပွဲအထိပူးပေါင်းဆောင်ရွက်မှုများအတွင်ရှေ့တန်းမှာရွရွချွချွပူးပေါင်းတိုက်ပွဲဝင်နေတဲ့အဖွဲ့တခုဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုတ်ဖူမှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းရင်ပေါ်တာဆွဲဖမ်းဆီးရမှာပါဝင်နေသူယာအိမ်မှုပြူစောထီခေါင်းဆောင်ဖိုးဖြူပြစ်ခတ်ခံရပြီးတိတ်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခရိုင်အုတ်ဖူမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးရမှာပါဝင်နေတဲ့ယာအိမ်မှုပြူစောတိကောင်းဆောင်ဖို့ဖြူ ပစ်ခတ်ခံရပြီးတိတ်ဆုံသွားကြောင်းမြေအုပ်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မှတာဝန်ရှိသူတို့ကပြောကြပါတယ်။ယမန်နေ့ဧပြီလ10ရက်နေ့မွန်လတနာရီ24မိနစ်အချိန်မှာအုပ်ဖို့မြို့နယ်တရနှဖျားလိန်အုပ်စုပေါင်းတဲစုရွာနေပြုကောင်းဆောင်ရိုက်အိမ်မှုဖိုးပြွာခမာယ6တိမ်မြုပ်တက်မှစိုက်ကဲနဲ့တူရဲပြန်လာစင်မှာပေါင်းတဲစုကြေးရွာအနီးလမ်းမပေါ်ရောက်တာယာဝရီခိုင်တက်ရင်38 3ညနဲ့တခွဲလေးမြေအောက်ပျောက်ကြတဖွဲ့အုပ်ဖို့ရဲ့ရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ရမှာဦးကောင်းကြည်တစ်ချက်ထိမှန်ကတေဆုံသွားကြောင်းသိရှိရပါတယ်။ ဖို့ဖြူကစက်ကစတွေကိုသူ့အိမ်မှာဝိုင်းထိုင်ဧကန်ကအပြင်ကနေကင်းတွေချထားပြီးတော့ရွာကိုမိရှို့မဲ့ချိန်ချောက်လို့ရွာဘုံကြီးရောပြည်သူတွေရောရှောင်နေကြရတာအဲ့ဒီချိန်မှာသူကအိမ်တွေထဲကတွေ့တဲ့ပစ္စည်းတွေကိုအကုန်ယူတယ်။အုတ်ကြီးမရှိတော့သူကစက်ကစနဲ့ပေါင်ပြီးအကုန်လုံနေတာ။ယာအိမ်မူးလဲသူ့ပဲပြူကောင်းဆောင်ဆိုလဲသူ့ပဲသူ့ပဲအကုန်လက်ညှိုးထိုးပြနေတာလို့မြေအောက်ပျောက်ကြတက်ဖွဲ့အုတ်ဖုံမှာတာဝန်ရှိသူတို့ကပြောကြပါတယ်။ ိတ်ဆုံးသွားတဲ့ပြုတ်ကောင်းဆောင်ဖို့ပြုတ်ထမ်းမှလက်ပစ်ဘုံတလုံးစိုက်ကယ်တစ်စီးစစ်ကောင်စီတပ်သားများနဲ့ဆက်တွေ့ပြောဆိုထားတဲ့မိုဘိုင်းဘုံနှလုံးငွေသား6800ကျပ်တကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်တေဆုံသွားတဲ့ပြုကောင်းဆောင်ဖို့ပြဟာတော်လိုင်းရဲဘော်များရဲ့အချက်လက်များကိုစုံစမ်းထောက်လှမ်းပြီးစစ်ကောင်စီတပ်သားတွေထံတရင်ပို့ခြင်း လူငယ်များအားပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားရဲတွေကို၎င်းရဲ့နေအိမ်မှာဧကန်ကျွေးမွေးကပြည်သူများရဲ့နေအိမ်များမှာပစ္စည်းများခိုးယူခိုင်းခြင်းမိရှုရန်ချိတ်ချောက်ခန်းခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ယခုလိုအေးအေးယူရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။မြေအောင်ပြောက်ကြားတပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်အသိပေးထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တနိုင်ငံလုံးမှာယတနာတုတ်ကိုကိုယ့်ရဲ့တိတိကိုချင်းရွတ်ဖတ်ကြရင်စစ်ကောင်စီကအရေးပေါ်ညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးမြို့နယ်တိုင်းမှာရှိတဲ့ဌာနဆိုင်ရာယုံရက်ကွက်နဲ့ကြေးရွာများအားလုံးမှာယတနာတုတ်ကိုကိုယ့်ရဲ့တိတိကိုချင်းရွတ်ဖတ်ကြဖို့စစ်ကောင်စီကယမန်နေ့ညနေပိုင်းမှာအရေးပေါ်ညွှန်ကြားလာကြောင်းမြို့နယ်ထွေအုပ်အဖွဲ့ဝင်များကပြောဆိုလိုက်ပါတယ်။ဧပြီလ10ရက်နေ့မှာစတင်ပြီးဧပြီလ16ရက်နေ့ထိနေ့စဉ်ည9နာရီအချိန်တိုင်းတနိုင်ငံလုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနယုံများရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးယုံများ တာဒနာတော်ဆိုင်ရာဓမ္မယုံဘုံကြီးเจ้าများစွန်လောင်အတင်းများနဲ့ပြည်သူများရဲ့နေအိမ်များတွင်မှယတနာတုတ်ကိုရွတ်ပတ်ပူဇော်ရမှာဖြစ်ကြောင်းလက်ရှိဖြစ်ပေါ်နေတဲ့ငလင်ဘေးပြင်လာမဲ့ဘေးအန္တရာယ်များမှာကင်းရှင်းနိုင်ရေးအတွက်ရင်းကဲ့သို့စစ်ကောင်စီရဲ့ပြည်ထရေးဝင်ကြီးဌာနကတနိုင်ငံလုံးကိုနှုတ်မိတ်နဲ့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ငလင်ဘေးကြီးဖြစ်တဲ့ပြည်သူတွေအလောင်းတွေထောင်ချီပြီးတည်ဆုံရတယ်။ဒါကဝေတာလီမှာကပ်ဘေးဆိုင်တော့ဖះရှင်ကိုယ်တိုင်ယတနာတုတ်ပြိပဋ္ဌာန်းတွေရွတ်ပြီးကာကွယ်ခဲ့ရတယ်။အခုလဲဒီလိုယတနာတုတ်ရွတ်ပတ်ပူဇော်တာကကောင်းတဲ့လက္ခဏာဖြစ်တယ်။ ကြုံစဲကြုံရလက်တက်ဘေးတွေကနေကင်းဝေးစီမှာဖြစ်ပါတယ်။ဦးစင်းတို့စီမှာတော့မြို့နယ်ထွေးအုပ်ရုံးရံညွှန်ကြားချက်နဲ့မြို့နယ်တန်ကနာယကအဖွဲ့ပူးပေါင်းပြီးကြောင်းတိုက်တွေအလဲကျညာတိုင်းမနေ့ညကစပြီးရွနေပြီးတနိုင်ငံလုံးရွကြတာပါလို့စမ်းကြောင်းမြို့နယ်မြို့နယ်တန်ကနာယကအဖွဲ့ဝင်ဆရာတော်တပါးကမိန့်ကြပါတယ်။ မကွေးတိုင်းမင်းလာမြို့နယ်မှာလည်းမြို့နယ်ထွေအုပ်ရဲ့ညွန်ကြားချက်အရယမန်နေ့ည9နာရီမှစတင်ပြီးယတနာတုတ်ကိုမလွန်များတပိတ်ဇေဒီတော်ကြီးကန္နာကုလီတိုက်မှာစတင်ရွတ်ဖက်နေကဧပြီလ10ရက်နေ့မှဧပြီလ16ရက်နေ့အထိ9ရက်9ချိန်တိုက်တိုင်းရွတ်ဖက်သွားမှာဖြစ်ကြောင်းမင်းလာမြို့နယ်မှာနေ့စဉ်9နာရီအချိန်ဆရာတော်တန်ဃာတော်များကတကိုးကြီးဖျားဇေဒီဗိမ္မာန်များမှာ၎င်း ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များကသက်ဆိုင်ရာဓမ္မယုံများနဲ့ယုံများတွင်၎င်းဝန်ကြီးဌာနဆိုင်ရာယုံဌာနများကယုံများမှရှိတဲ့ဖျားကန်းများမှ၎င်းယတနာတုတ်ပြိတ္တရာတော်ကိုတပြိုင်နက်တည်းရွတ်ဖတ်ပူဇော်ကြကြောင်းသိရှိရပါတယ်။ယတနာတုတ်ရွတ်ဖတ်တာကတနိုင်ငံလုံးညွှန်ကြားတာပါ။ရန်ကုန်တိုင်းမှာလည်းမနေ့ည9နာရီကစပြီးရွတ်ဖို့ရန်ကုန်ယုံတွေအထိညွှန်ကြားထားတယ်လို့သိရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းအရေးမြစ်ကပြောဆိုပါတယ်။တနိုင်ငံလုံးမှာစစ်ကောင်စီကယတနာတုတ်ရွတ်ဖတ်ခိုင်းရခြင်းမှာ မီးဘေးလေဘေးရေဘေးနဲ့ငလင်ဘေးစတဲ့သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရန်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်ကာပူနဲ့လေးမျက်နှာမြို့နယ်တို့မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်စစ်ကောင်စီကတအပြစ်ခတ်ရဲစဲမှုလိုက်နာကတိုင်းရင်းသားများကချုပ်ပေါက်နေဟုဇော်မင်းထွန်းနေ့စဉ်ပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီယာဝတီတိုင်းအင်ကပူနဲ့လေးမျက်နှာမြို့နယ်အတွင်းကိုယနေ့နဲ့အစောပိုင်းကစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။ ယနေ့ဧပြီလ9ရက်နေ့နက်နက်3ည3ညနာရီအချိန်မှာတိုက်လေရင်များမှဘုံများနှစ်ကြိမ်တိုက်တိုင်းကျဲချသွားကြောင်းအင်ကပူမြို့နယ်အတွင်းတောအုပ်များအတွင်းသို့ဘုံများကျဲချသွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်ကပူမြို့နယ်အတွင်းမှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခြင်းဖြစ်ကြောင်းသိရှိရပါတယ် တိုက်ပွဲဖြစ်တာမျိုးမကြမိဘူးလင်းရင်တွေလာပြီးခဏကြာတော့ဘုံကျဲချတဲ့ပေါက်ကွဲတံတွေကြားရတာပဲလို့အင်ကပူမြို့နယ်မှာစစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်အင်ကပူမြို့နယ်အတွင်းမှာရခင်ရဲအတွင်းအေးအေးဥဆောင်တဲ့တော်လန်ရေးတက်များနဲ့စစ်တပ်အကြားထိတွေ့မှုများဖြစ်ပွားခဲ့ပြီးစစ်တပ်ရဲ့လုံခြုံရေးကင်းစကဲများကိုစက်တိုက်ဆုတ်ခွာရမှုများရှိနေကြောင်းသိရှိရပါတယ်အလားတူယနေ့နဲ့နဲ့၃ည၃ည၅နာရီအချိန်အေယာဝရီတိုင်းလေးမျက်နှာမြို့နယ်ဝါရော်ကွင်ကြီးရွာဘက်ကိုစစ်ကောင်စီတပ်ကစက်တပ်လေးတီးများနဲ့နှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာလေးမျက်နှာမြို့နယ်ဝါရော်ကွင်းအနောက်ဘက်ရှိုမြောင်များအကြားနဲ့အခြားနေရာများကိုကျရောက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီကအပြစ်ရဲ့ကြီးညာပြီးလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေပေမဲ့နေ့စဉ်သတင်းထုတ်ပြန်ရမှာတော့စစ်တပ်ကသာအပြစ်ရဲ့ကြီးညာချက်ကိုလိုက်နာပြီးတိုင်းရင်သားလက်နက်ကိုင်များကချိုးဖောက်နေတယ်လို့စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကစက်တိုက်ပြောဆိုနေပါတယ်။ဧပြီလ9ရက်နေ့ကလည်း KIA, TNLA, AA, KNDF, KNPP နဲ့ PDF များကစစ်တပ်ရဲ့အပြစ်ရရေးကြီးညာချက်ကိုချိုးဖောက်ကစကန်များနဲ့စစ်ကြောင်းများကိုတိုက်ခတ်ခဲ့ကြောင်းဇော်မင်းထွန်းကပြောဆိုပါတယ်။တောင်ခမ်းမှာရှိတဲ့လုံခြုံရေးစကန်ကို April 9ရက်နေ့နက်09:45မိနစ်ညနေ3:00ခွဲထိ TNLA က drone နဲ့ရော draw ဘုံချပြီးတိုက်ခတ်ခဲ့ပါတယ်။ KNPP KNDF အဖွဲ့တွေအနေနဲ့လဲလွိုက်ကော်နဲ့ဘောလခဲမှာစနိုက်ပါနဲ့လာပစ်တာလုံခြုံရေးစကန်တွေကို draw ဘုံချတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။ AA နေနဲ့ကြောက်ဖြူအရှိတောင်ဘက်မှာရှိတဲ့တက်လုံခြုံရေးနေရာတွေကိုမနေ့ညနေ3:00နဲ့ည9:00မှာလာရောက်တိုက်ခတ်ခဲ့ပါတယ်။ PDF အဖွဲ့များအနေနဲ့ကလေးဝါမြို့နယ်ငစိန်နေမြေရဲစခန်းကိုမနေ့ကနေ့လယ်၁၂နာရီ၁၅ကနေ၁၂ခွဲထိ drop ဘုံးများချပြီးတိုက်ခိုက်ခဲ့တယ်။ KIA အနေနဲ့ကတော့အင်းတော်မြို့နယ်မှာလုံခြုံရေးယူနေတဲ့တိုက်ရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်။ PDF များအနေနဲ့ပကုတ်ကူမြို့အောင်တာကြီးရွာမှာလုံခြုံရေးယူနေတဲ့တပ်နဲ့ရဲတပ်ဖွဲ့ကို drone နဲ့စီးနဲ့မနေ့ကမနက်၁၀နာရီလောက်မှာ drop ဘုံးချပြီးတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်လို့ဇော်မင်းထွန်းကပြောဆိုပါတယ်။ အကြံဖတ်စစ်ကောင်စီကဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့ထိငလင်ဘေးတင်ဒေတာကေဆေရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ယာယီအပြစ်ခက်ရက်စဲထားမိဖြစ်ကြောင်းကြေညာခဲ့ပေမဲ့လက်တွေမှာစစ်ကြောင်းထိုးခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုစစ်တပ်ကလှုံ့ဆော်နေကြောင်း NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးမယ့် breaking news ကတော့အင်းတော်မျိုးဂျပန်လိုင်းကိုစကန်ကုန်းမှာထွက်ပြေးသွားတဲ့တက်မခွန်ခွန်တက်မမှုဘူမူးချုပ်အောင်တက်ဦးကို MOD လက်အောက်ခံတက်များကအရှင်ဖမ်းဆီးရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအင်တော်မျိုးဂျပန်လိုင်းကိုစကန်ကုန်းမှထွက်ပြေးသွားတဲ့တက်မခွန်ခွန်တက်မမှုဗိုလ်မှူးချုပ်အောင်တက်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များကအရှင်ဖမ်းဆီးရရှိထားပြီဖြစ်ပါတယ် ဧပြီလ10ရက်နေ့အင်းတော်မြို့ဂျပန်လိုင်ကိုစကန်ကုန်းမှာထွက်ပြေးသွားတဲ့တက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တက်ဦးကိုလန်ခီးတနေရာမှာပြည်သူကာကွယ်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခြင်းဖြစ်ပြီးလက်တလောမှာအခြေအနေအသေးစိတ်ကိုထုတ်ဖော်ပြောဆိုရမရသေးဟုတော်လန်ရင်သတင်းအရင်းမြစ်ကရှင်းပြပါတယ်။ဖမ်းမိတာ confirm ဖြစ်ပါတယ်။တက်မခွန်ခွန်တက်မမှုမှန်ပါတယ်လို့တော်လန်ရင်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ဗိုလ်မှူးချုပ်အောင်တက်ဦးဟာစစ်တပ်ကတူအပတ်စဉ်42ကြောင်းစင်ဖြစ်ပြီးတက်မခွန်ခေါ်တက်မမူမဖြစ်ခင်ကော်တောင်းတက်နယ်ရဲ့စစ်ပြူဟာမှုအဖြစ်ဗိုလ်မှူးကြီးရာတို့နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်တက်မခွန်ခေါ်တက်မှုချုပ်ကဗိုလ်မှူးချုပ်အောင်တက်ဦးမှတ်ပါတယ်အင်းတော်နဲ့ကတားချာမှမိသွားတာဆိုရင်တော့ဖြစ်နိုင်တယ်လို့ CDM ဘူကြီးစင်ယော်ကရန်ကုန်ခစ်တစ်တရင်ဌာနကိုတုံးသက်ပြောဆိုပါတယ်။ဧပြီလ9ရက်နေ့ညပိုင်းမှာစကိုင်းတိုင်းအင်းတော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်လိုင်ကူစကန်ကုန်းမှာအမှတ်ခွန်ခွန်တက်မှမူဘုံမှုချုပ်အောင်တက်ဦးစကန်စွန့်ခွာထွက်ပြေးသွားတဲ့အတွက် အင်းတော်မျိုးနယ်တစ်ခုလုံးကိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်တေသားရဲ့အစီအစဉ်နဲ့အင်းတော်မျိုးသိမ်းတိုက်ပွဲကို၈လကျော်ကြာဆင်နွှဲခဲ့ပြီးအပြည့်အသက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အင်းတော်မျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ဟာဝေဇာ၂လက်၁၂၀မမ၂လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခေယံမီကြောက်အမြောက်အများသိမ်းပိုက်ရရှိကြောင်းသိရှိရပါတယ်။အင်းတော်မျိုးသိမ်းစစ်စီရေးကိုမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေသကွက်ကဲမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတခရိုင်အမတ်၁တရင်အမတ်၂တရင်အမတ်၃တရင်အမတ်၄တရင်ကတခရိုင်အထူးလှုပ်ရှားတပ်ခွဲအမတ်၁အထူးလှုပ်ရှားတပ်ရင် SR1 အမတ်၁၀အထူးလှုပ်ရှားတပ်ရင် SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်းတော်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ဘန်းမောက်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာခရိုင်ပကဖအမတ်၂ရွှေဘိုခရိုင်ကွက်ကဲရေးပြည်ဦးလွင်ခရိုင်အမတ်900ကို910 92တရင် ပြည်ဦးလွင်ခရိုင်အမှတ်1နှစ်တက်ရင်ကျောင်းသားတက်မတော် ABSDF တက်ရင်17 14ကချင်လွတ်လပ်ရေးတက်မတော် KIA တက်မဟာ6မှအထူးစစ်ကြောင်းမိုးညင်း KPDF ကလေးခရိုင်အမှတ်10တက်ရင် Rocket တက်ဖွဲ့ Drone ပူပေါင်းတက်ဖွဲ့ MOD Drone Force ABSDF K2 SR1 အမှတ်18 6ကို Drone တက်ဖွဲ့ကမ်ဘလူခရိုင် Drone တက်ဖွဲ့ကတခရိုင်လက်နက်ကြီးအဖွဲ့မြင်းကြံခရိုင်ကွန်မန်ဒိုတက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ American ကစစ်ကြက်ခွန်တက်တိုးရင်တံပြန်အစီအမံတွေနဲ့အရေးယူမယ်လို့တရုတ်ချိန်ချောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံအပေါ်အမေရိကန်နိုင်ငံရဲ့စစ်ကြက်ခွန်မူဝါဒနဲ့ပတ်သက်လို့သမ္မတဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်စကားကိုလက်တုံ့ပြန်မှုအဖြစ်တံပြန်အစီအမံတွေလှုပ်ဆောင်ဖို့ရည်ရွယ်တယ်လို့တရုတ်ကူတန်ရောင်းဝယ်ရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။တရုတ်နိုင်ငံကမနက်ဖြန်မှာ American ကုန်စည်တွေအပေါ်စစ်ကြက်ခွန်34ရာခိုင်နှုန်းမရုပ်သိမ်းရင် အမေရိကန်နိုင်ငံကဧပြီလ9ရက်နေ့ကစပြီးတရုတ်ကုန်စည်တွေပေါ်ထပ်တိုးစီးကြခွန်90ရာခိုင်နှုန်းတက်မှတ်မယ်လို့ဒေါ်နယ်ထရမ့်ကတနင်္လာနေ့မှာလူမှုကွန်ရက်၌ပြောကြားလိုက်ပါတယ်။တရုတ်နိုင်ငံဟာမိမိရဲ့အခွင့်အရေးနဲ့အကျိုးစီးပွားတွေကိုကာကွယ်စောင့်ရှောက်မဲ့တံပြန်အစီအမံတွေတေချာပေါက်လှုပ်ဆောင်မယ်လို့တရုတ်ကူတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအင်္ဂါနေ့မှာထုတ်ပြန်ချက်တစ်ခုအတွင်းပြောကြားလိုက်ပါတယ်။တံပြန်အစီအမံတွေဟာအချုပ်ချာအာဏာလုံခြုံရေးနဲ့ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေကိုကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ တရုတ်နိုင်ငံရဲ့အမေရိကန်နိုင်ငံပေါ်အရေးယူမဲ့တံပြန်အစီအမံတွေဟာလုံးဝတရားဝင်တယ်လို့ထုတ်ပြန်ချက်ကပေါ်ပြပါတယ်။အမေရိကန်နိုင်ငံရဲ့တရုတ်အပေါ်စီးကြက်ခွန်တိုးဖို့ချိန်ချောက်မှုဟာအမှားတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ချက်ကပေါ်ပြပါတယ်။တရုတ်နိုင်ငံကအမေရိကန်ရဲ့စီးကြက်ခွန်တိုးတာကိုလက်တမခံပဲအဆုံးထိတိုက်ပွဲဝင်တော့မယ်လို့ထုတ်ပြန်ချက်မှာပေါ်ပြထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ